A man loved you so much. Yeah. And you ran out from him. Yeah. My name is Sonia Helen Lesbon. I came from South Sudan. What man of God is saying is true. Mesiro Menglava. Did Kara Chitu Yizaria Machi Bene Chide Lu Hansabima Tumya Chide Tushigane Mujeri Lenza Lizare Kama. ကျင့်ချင်းဖြစ်တတ်တယ်ဆိုတာလူမျိုးမရပါတာမရဝိညာဉ်ရဘုဒ္ဓရာတူးနိုင်ရပါတာပြန်လိုက်ပါတယ် What is this This is the photo of my mom and my auntie You ran away from a man A man loved you so much Yeah and you ran away from him Yeah my ဆရာဒီပုံတွေကဘယ်လိုလဲပုံတွေလဲလို့ပြောတဲ့အခါမှာအမေရဲ့ပုံဖြစ်တယ်လို့ပြောပါတယ် ဆိုတော့ profit ပြောတာကတော့နင့်ကိုတိတ်ချတဲ့ယောက်ျားတယောက်ရှိတယ်ဒါပေမဲ့နင်ကအဲ့ဒီချစ်သူစီကနဲ့ထွက်ပြေးသွားတာဖြစ်တယ်လို့ပြောတော့ဟုတ်ပါတယ်တဲ့ Sonia Helen Lesbon I came from South Sudan တောင်ဆူဒန်နိုင်ငံကနေလာတာဖြစ်ပါတယ် What man of God is saying is true prophet မြင်တဲ့အတိုင်းမှန်ပါတယ်တဲ့ဆိုတော့ prophet ဆိုတာ မြင်တော့သူခေါ်ရဖြစ်ပါတယ်ဓမ္မရာဆိုရင်ပထမဆောင် အခန်းကြီး9အငယ်9မှာဖတ်လို့ရပါတယ်ဓမ္မဟောင်းကျမ်းပရောဖက်တွေအားလုံးကလည်းပဲမြင်တော့သူတွေဖြစ်ပါတယ်ဓမ္မတိကာလပရောဖက်တွေလည်းမြင်တော့သူတွေဖြစ်ပါတယ် still up to now he is not happy that is why you have everything ဆိုတော့နေချစ်အဲနေကိုချစ်တဲ့သူကိုနေကပြပြမှထွက်ပြေးသွားတာဖြစ်တဲ့တွေ့ အခုထိနင်းပါပဲလို့လို့မအောင်မြင်ဘူးလို့ prophet ကပြောပါတယ် God what you are saying it's true Okay prophet ပြောတဲ့အတိုင်းမှန်ပါတယ်တဲ့ဘယ်လိုမှန်တယ်လဲဆိုတော့သူမကိုချစ်တဲ့အမျိုးသားရှိကနေထွက်ပြေးသွားပြီးမှသူမစူးစမ်းလို့ဆောင်တဲ့အခါမှာဘာပဲလို့လို့မအောင်မြင်ဘူးတဲ့ This is the man it's in the photo it's called Jude Sebogala is Ugandan man I read ဆိုတော့တစ်ချိန်တုန်းကဒီမြူတာနဲ့တွဲခဲ့တာဖြစ်တယ်။တပ်ပုံလည်းပါလာတာဖြစ်တယ်။ဒီမြူတာကယူဂန်ဒါလူမျိုးဖြစ်ပါတယ်။ explain to him i သူကမကသူ့ siga နဲ့ထွက်ပြလာတာဖြစ်ပါတယ်ဒါပေမဲ့ဒီတယောက်ကိုဘလို့ပြန်ဖြေပေးရမယ်ဆိုတာကျမမသိပါဘူး want him again because I don't want him again. Tumatugo machido babu. Have now another man in my life. Akuma chamama chitu yiza atishibare. That's why, man of God, you, you, what you are saying is true. I don't want prophet biora mambare. And that time, this man is telling me that Helena, doctor, for real, anymore. It's every day repeating this word. It ဆိုတချင်ကဒီရီဇာဟောင်းနဲ့တွေ့ခဲ့တဲ့ချိန်မှာရီဇာဟောင်းကပြောတယ်ဟေးဟဲလန်ရေဟဲလန်ရေနင်ငါကိုမချစ်ပါဘူးနင်ငါကိုမချစ်ပါဘူးနင်ငါကိုမချစ်ပါဘူးဆိုတာနေ့တိုင်းပြောပါတယ် every day repeating this word every day repeating this word ဆိုတော့သူမက ဟိုအမျိုးသားကိုမချစ်ဘူးဆိုတာဟိုတယောက်ကရိပ်မိတာဖြစ်တယ်ဒါကြောင့်နင်ကကိုမချစ်ပါဘူးမချစ်ပါဘူးလို့မှနေ့တိုင်းပြောပါတယ်တဲ့ I know you don't love me I'm just lying I'm just lying to him that ကျမက I just lie him I just lie him ကျမကအဲ့ဒီတယောက်ကိုလိန်ခဲ့ပါတယ် ဘလို့လိန်တယ်လဲဆိုတော့ငါနှင့်ကိုချစ်ပါတယ်ငါနှင့်ကိုချစ်ပါတယ်လို့ကျမကလိန်ခဲ့ပါတယ်တကယ်တော့ချစ်တာမဟုတ်ဘဲနဲ့မချစ်ဘဲနဲ့ချစ်တယ်လို့လိန်ခဲ့တာဖြစ်တယ်ဟိုတယောက်ကရိပ်မိတာဖြစ်တယ်ဒါကြောင့်နင်းငါကိုမချစ်ပါဘူးနင်းငါကိုမချစ်ပါဘူးဆိုမှနေ့တိုင်းပြောရတာဖြစ်တယ် prophet ပြောတာကတော့အမျိုးသားတယောက်ကနင်းကိုအရန်ချစ်တယ်လို့မြင်တဲ့အတိုင်းပြောတာဖြစ်ပါတယ်ပြောတဲ့အတိုင်းလည်းမှန်တာဖြစ်တယ်အမျိုးသမီးကမချစ်ဘူးချစ်ဟန်စာပြမပေါင်းတာ ယောက်ျားကတော့တကယ်ချစ်လို့ပေါင်းတာဖြစ်ပါတယ် I don't know how to explain to him but in my heart I don't want him ဆိုတော့လက်တွေ့မှာတော့ပေါင်းနေတယ်အဲသူမကိုကျွန်မမချစ်ပါဘူး or သူ့ကိုကျွန်တော်ကျွန်မမချစ်ပါဘူးအာကျမနှလုံးသားမှာတုတ်ကိုမချစ်ပါဘူးဒါပေမဲ့ဘလို့ဘလို့ပါဇက်ကနဲ့ဘလို့ရှင်းပြမယ်ဆိုတာကျမမသိပါဘူး I ran away from him I ran away from him သူ့ထံကနေကျွန်တော်ပြေးသွားပါတယ် True man of God Prophet ပြောတာမှန်ပါတယ်ဆိုတော့ Prophet ကဘာဖြစ်လို့မင်းရတာလဲဆိုလို့ရှင်ဖျားသခင်ကဆလွတ်တဲ့အတွက်ယေရှုခရစ်တော်ကဆလွတ်တဲ့အတွက်မင်းရတာဖြစ်တယ်ဒါကြောင့်ဒီယေရှုခရစ်တော်ဟာပရောဖက်ကိုဆက်လွတ်တဲ့အခါမှာတမဟောင်းမှာပဲဆက်လွတ်ဆက်လွတ်လွန်ခဲ့တော့အနည်းနှစ်ထောင်မှာပဲဆက်လွတ်ဒီဖြစ်စေအခုချိန်မှာဆက်လွတ်ဒီဖြစ်စေလူတွေအတွက်လူအပ်လို့ပရောဖက်ကိုဆက်လွတ်တာဖြစ်တယ် အဖက်ခန်းကြီးလေးအငယ်37မှာဖတ်ကြည့်လို့ရမှာဖြစ်ပါတယ် having spoiled all his money having spoiled all his money နေအဟိုတရရဲ့ပတ်စံအကုန်လုံးကိုနေအသုံးဖြုံးလိုက်တယ် his business yes ဟုတ်တယ် so ဟိုတရရဲ့ပတ်စံအကုန်လုံးကိုသူမက ဖြုံးပလိုက်တာဖြစ်တယ် his business ူတယောက်ရဲ့စီးပွားရေးကိုကြောက်လုပ်ခဲ့တာဖြစ်တယ် Yes man of God တဲ့တဲ့ချာချာဝန်ခံတယ် Yes man of God ဖျားတကယ်လို့ဟုတ်ပါတယ်တဲ့ဘာလို့ဟုတ်တာ ပြောရလဲဟိုတယောက်ရဲ့ပက်စာအကလုံးငါလိန်စားမသုံးဖြုံလိုက်တယ်သူ့ရဲ့စီးပွားရေးကိုလည်းငါဖျက်ဆီးလိုက်တယ်အခုတမကဝန်ခံတာဖြစ်တယ် Yes what you are saying is true ဆိုတော့တူတူလည်းမပြောဘူးနော်အာနော်စိတ်ပါလက်ပါကိုပြောတာ proper ပြောတဲ့အတိုင်းမှန်တယ်တဲ့ နေ့တိုင်းကျမကအမျိုးသားကိုခေါ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမပက်ဆန်လိုချင်တဲ့အတွက်ခေါ်တာဖြစ်ပါတယ်။ I want what he just giving me. ကျမတောင်းတဲ့အတိုင်းကျမလူချင်တဲ့အတိုင်းအဲ့ဒီယောက်ျားကပေးပါတယ်။ဘာဖြစ်လို့ပေးတာလဲ?ချစ်လို့ပေးတာဖြစ်ပါတယ်။ဒါမဲ့ဒီအမျိုးသမီးကကြတော့ပက်ဆံကိုချစ်လို့ခေါ်တာဖြစ်တယ်။ယောက်ျားကိုချစ်လို့ခေါ်တာမဟုတ်ဘူး။ဟိုတယောက်ကကြတော့ ချစ်လို့မိမကိုပဲဆံပေးတာဖြစ်တယ် Abolin is giving me what I want her I want everything ကျမလူချင်းတဲ့အရာအားလုံးကိုအဲ့ဒီအမျိုးသားကပေးပါတယ် Ugandan guy You ran away from yes, him Yes I ran away from him အဲ့ဒီအမျိုးသားက Uganda လူမျိုးဖြစ်ပါတယ်ကျမကအဲ့ဒီသူ့ရှိကနေထွက်ပြေးသွားပါတယ် so the lumio luga a pishi de la mishi bula အပြစ်ရှိတာဖြစ်တယ်အပြစ်ရှိလို့ရှိရင်ဘာဖြစ်လာမလဲဆိုလို့ရှိရင်ကြိမ်ချင်းဝင်လာမှာဖြစ်တယ်ကြိမ်ချင်းဝင်လာတယ်ဆိုတာဘာကိုပြောတာလဲနတ်ဆုကဝင်လာရတာဖြစ်တယ်ဆိုတော့နတ်ဆုဝင်လာတဲ့အခါဘာဖြစ်လာလဲဆိုလို့ရှိရင်သူမဘာလို့လို့မအောင်မြင်တော့ဘူးဖြစ်လာတယ်ဒါကြောင့်အပြစ်ရဲ့အခါကတည်ခြင်း အပြစ်ရဲ့အခါကကြိမ်ချင်းအပြစ်ရဲ့အခါကဆုံရှုံချင်းဖြစ်ပါတယ် since he get me since i am in secondary school um so ဆိုတော့ဘေကတိကနဲ့ဟိုတယောက်က ထောက်တယ်လေကုဘသူ့ကိုကူညီတယ်လေဆိုလို့ရှိရင် secondary school အလေတန်းကျောင်းသူဘွားကတိကနဲ့ကူညီနေတာဖြစ်ပါတယ်အဲ့ဒီနတ်ဆုကိုဖေရှားပြရမှာဖြစ်ပါတယ်ဘာလဲတကယ်တော့အမျိုးသားကောင်းတဲ့တွေ့တာဖြစ်ပါတယ်ဒါပေမဲ့သူမရဲ့အတွင်းထဲမှာနတ်ဆုက နေရာယူတဲ့အတွက်အခုလိုဖြည့်ဆည်းခြင်းခံရတာဖြစ်ပါ ni akaunti taka pwe mba se yesu na mana sutan pere mata ya ba Ever since that time, you dream that you are in prison behind the bars, and you say, hey, I have no crime. Though I'm a bad girl, but I cannot go to prison. Yes, man. So, a kuga, they are to me, yeah, pro, uh, a mego, pro, pecker, pure, So, they are to me, yeah, a metema. ဒီအရာအာနာပိုင်တွေကဖမ်းပြီးမှအထောင်ထဲကိုခေါ်တော့တာကိုတွေ့ရတာဖြစ်တယ်ဆိုတော့သူမအိမ်မက်မက်တိုင်းမက်တိုင်းမှာအဲဒီထောင်ချနေတာဖြစ်တယ်အာနာပိုင်တွေကခေါ်ပြီးမှ ထောင်ချထားတာကိုတွေ့ရတာဖြစ်တယ်အဲ့ဒီဒီမြို့တမီးရဲ့အိမ်မက်ကိုပရိုဖက်က ပြောတာဖြစ်ပါတယ်လိုလိုမျိုးတစ်ဖက်လူရဲ့အိမ်မက်ကိုပြောနိုင်တာကိုကြတော့ဒိုင်ယလအနာဂတိကြမှာဖတ်လို့ရတယ်ပရိုဖက်ဒိုင်နီယောကနေဘုခနေဇာမြင့်ကြီးရဲ့အိမ်မက်ကိုပြောနိုင်တာဖြစ်တယ် ဒါကဘုရားသခင် prophet တွေကိုဒီလိုအသုံးပြုတာဖြစ်ပါတယ် dream i'm in prison yes i'm dream i'm a prison in a prison အိမ်မက်တိုင်းမှာငါထောင်ကျနေတယ်ဟုတ်တယ်တဲ့သူမကအိမ်မက်တိုင်းမှာ ထောင်ကျနေတယ်ဆိုတော့လူတွေကအပြင်မှာအိတ်လိုက်နိုးလိုက်စားတော့လိုက်တွာလာလိုက်လုပ်နေကြတယ်ဒါပေမဲ့ဝိညာဉ်လောကမှာကြတော့အဲ့လိုဖြစ်မနေဘူးထောင်ကျနေတာဖြစ်တယ် there is man of God, what you are saying is true. I've been sowing in my dream every day. I am in the prison. I'm sowing in my dream every day. I'm in a prison. ညတိုင်းညတိုင်းအိမ်မက်တိုင်းမှာကျမဟာထောင်ကျနေပါတယ် waiting dream that I am in the prison. ဆိုနေ့တိုင်းလို့အိမ်မက်ထဲမှာထောင်ထဲမှာရှိနေတယ်ဆိုတော့ဒုရတာဖြစ်တယ်။အမေကလည်းပြောပြတာဖြစ်ပါတယ်။ Let me move you from prison. နေ့ကိုထောင်ထဲကနေဖိစားဖိထုတ်ပေးမယ်။ From prison to Australia in the ဆိုတော့အဲ့ဒီထောင်ထက်ကနေနင့်ကိုဆွဲထုတ်ပေးမယ်ပြီးလို့ရှိရင်နင့်ကိုဩစတြေးလျနိုင်ငံအိုစီကိုပို့မယ်လို့ပြောပါတယ် ဒါကတာမလူတွေနားမလည်တဲ့စကားဖြစ်ပါတယ်။အိမ်မက်ထဲမှာထောင်ကျနေတဲ့သူဘာလို့လို့အောင်မြင်မလားလုံးဝအောင်မြင်စရာအကြောင်းမရှိဘူး။ဝိညာဉ်မှာချုပ်ကျတာဖြစ်တဲ့အတွက်ခန္ဓာလောကမှာဘာလို့လို့မအောင်မြင်ဘူး။အခုအဲ့ဒီဝိညာဉ်လောကမှာထောင်တဲ့ကနေဆွဲထုတ်တဲ့ခါမှာသူမကခန္ဓာလောကမှာအော်စီနိုင်ငံကိုတွားတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဒီယေရှုခရစ်တော်မလာခင်မှာပရောဖက်ဟေရှာယား ပြောထားတာကဟေရှာယ61အငယ်1မှာယေရှုလာတဲ့ခါမှာတဲ့เนาะဖန်ထားခြင်းချုပ်ထားခြင်းခတ်ထားခြင်းခံရတဲ့သူကိုငင်းစေခြင်းခံရတဲ့သူကိုရွေးနှုတ်မယ်လို့ပြောတာဖြစ်တယ်။ဆိုတော့ဘသူကဒီမိမကိုချုပ်ထားတာလဲဆိုလို့ရှိရင်မာနကသူမကိုထောင်ချထားတာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီထဲကနေဘသူဆွဲထုတ်မလဲဆိုလို့ရှိရင်ယေရှုခရစ်တော်ဆက်လို့တဲ့ prophet တွေကဆွဲထုတ်တာဖြစ်တယ်။ဆွဲထုတ်မဆွဲထုတ်လို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်သူမဘာလို့လို့မအောင်မြင်ဘူး။ ။ဘာလို့ဆိုဝိညာဉ်မှာမာနကချုပ်ထားတဲ့အတွက်ဆိုတော့မာနကလည်းအလကားချုပ်ထားတာမဟုတ်ဘူး။သူမဟာဘုရားတခင်မနဲ့တဲ့အပြည့်ကိုလှုပ်တဲ့အတွက်ဖြစ်တယ်။အဲဒါကြောင့်တရားဟိုတိတ်တဆဆရွေးနှုတ်ပြီးခန္ဓာလောကမှာအိုစီကိုတွားဖို့လမ်းကြောင်းတာဖြစ်တယ်။နားတော့ကြည့်အောင်။ No. you have the papers there. Yes, even this woman here. Mm. I say I'm going to make my process. I'm going to ask through her with my family and my brother, man of God. Man okay. of God. Thank you, Jesus. ဆိုတော့သူမကဒီမှာသူတို့ထိုင်နေတဲ့တုံငယ်ချင်းတွေပြောတယ်။ကျမမေတ္တာဆိုတွေကအော်စီမှာရှိတယ်။ကျမကအော်စီသွားဖို့ကြိုးစားမှဖြစ်တယ်လို့ပြောခဲ့တာဖြစ်တယ်။ ဆိုတော့သူမရဲ့တကယ့်မျိုးဖြစ်ချင်တဲ့အရာကအိုစီမရှိတဲ့မိသားစုဝင်တွေနဲ့အတူသွားနေဖို့ဖြစ်တယ်။ဒါမဲ့ဒီထောင်ချနေတဲ့အတွက်ဝိညာဉ်ထောင်ချနေတဲ့အတွက်သူမကတွားခွင့်မရှိဘူး။အခု prophet ကပြောတယ်နင့်ကိုအဲ့ဒီထောင်ထဲကနေဆွဲနှုတ်မယ်ပြီးလို့ရှိရင်နင့်အိုစီသွားမယ်လို့ပြောတဲ့အခါမှာနော်အတိုင်းမတိဝါမြောက်တာဖြစ်တယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတာဖြစ်တယ်။ဒီလိုဖြစ်လာဖို့အတွက်ဈာမ prophet ကိုဘုရားသခင်ဆက်လို့ရတာဖြစ်ပါတယ်။ ဒါကဝိညာဉ်ထောင်ကြတဲ့သူလွတ်မြောက်လာတာဖြစ်ပါတယ်။ဒါကအော်စီကိုတွားမဲ့လေရင်ပြန်ဖြစ်ပါတယ်။ ဒီလိုလေရင်ပြအနေနဲ့သွားမှာဖြစ်ပါတယ် office give me 2000 dollars to work upon our issue to australia ဆိုတော့ prophet ကယုံခန်းကိုအခွင့်အပစံတောင်းတယ်ယုံခန်းကလူတွေငါ့ကိုဒေါ်လာ2000ပေးပါဒီတမီး oc ကိုတွားဖို့အတွက်စာရွက်စာတမ်းဖို့ပေးမယ်လို့ပြောပါတယ်ဆိုတော့ ဒါကြောင့်ဘုရားတခင်ဟာအလွန်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်။မာနကတော့လူကိုဟန်တာဖို့ဖြစ်စေဖို့ဖြစ်တယ်။ဒါပေမဲ့မာနကလည်းအာအရှိတဲ့လူကိုဖြစ်စေတာမဟုတ်ဘူး။လူတွေကအပြစ်လုပ်တဲ့အတွက်မာနကအခွင့်ရတာဖြစ်ပါတယ်။ဒါကြောင့်မာနလက်ထဲမှာတခါရောက်သွားတဲ့လူကမာနလက်ထက်ကနေပြန်လဲလွမြောက်လာခြင်းနဲ့ဆိုလို့ရှိရင် နောင်တရဖို့လိုတယ်။အတိတ်ကအပြစ်မျိုးကိုမလုပ်ပဲဘုရားတခင်ရှေ့မှာနောင်တနဲ့အပြစ်ဝင်ချတောင်းပါပြီ။ လွတ်တည်ဖြစ်လာဖို့လိုတယ်အဲ့ဒီခါကြာလို့ရှိရင်အပြစ်လွတ်ချင်းခံရတဲ့တာမကမာနရဲ့လက်ထက်ကနေလဲလွတ်မြောက်ပြီးကိုယ်လိုချင်တဲ့ခရီးကိုရောက်သွားမှာဖြစ်ပါတယ်ဘုရားသခင်အလွန်ကောင်းမြတ်တာဖြစ်ပါတယ် we are going ရုကအိုစီသွားကြမှာဖြစ်တယ်အိုစီကိုသွားကြမှာဖြစ်ပါတယ် dollars will help you နထောင်ဒေါ်လာကနေကိုကိုညီမှာဖြစ်ပါတယ်ဇာရွက်ဇာရန်ကိစ္စအတွက်ဒေါ်လာ1000ပေးရအောင် ဆိုတော့ကိုတူမကင်ထားတဲ့ရီစာဟောင်းကတဲ့အလုံမရှိဘူးတဲ့ပတ်စံလည်းမရှိဘူးတဲ့အဲ့ဒီတယောက်နဲ့ရထားတဲ့ကလေးတွေလည်းဒုက္ခရောက်နေတယ်တဲ့ဒုက္ခရမှာပေါ့ဟိုမျိုးနတ်ဆူဆွဲတဲ့မိမနဲ့တွားတွေ့တာကိုနော်တကယ်ချစ်တဲ့မိမနဲ့မဟုတ်ပဲတွားတွေ့တာကိုဒီလိုအမျိုးသားတွေလည်းအများစွာရှိမယ်လို့ယုံကြည်ပါတယ်အာဒီလိုမျိုးခံရတဲ့အမျိုးသားတွေသူနည်းလကားပဲဒီလိုမျိုးခံရတဲ့အမျိုးသမီးတွေများစွာလည်းရှိမယ်လို့ယုံကြည်ပါတယ်ဒါကအပြစ်ကနေရာယူတဲ့အတွက်ဖြစ်ပါတယ် ်အလုံးလွမြောက်အောင်မြင်ကြပါစေခင်ဗျာ of you yes yes because of me ဘဒုကြောင့်အဲ့ဒီတယောက်ကဆင်းရဲသွားတာလဲဘဒုကြောင့်အဲ့ဒီလူကဆုတ်ပြတ်သွားတာလဲလို့ပြောတော့ကျမကြောင့်ဖြစ်ပါတယ် i ate all his money i ate all his money သူရှာတဲ့တပစ္စံအလုံးကိုကျမတုံးဖြုံလိုက်တယ် i asked jesus to forgive me ယေရှုဖျားကျမအပြစ်ရှိတယ် ကျမရဲ့အပြစ်ကိုခွင့်လွှတ်ပေးပါ။နောင်တနဲ့ဆုတောင်းတာဖြစ်တယ်။ For the salvation of my soul ကျမရဲ့အပြစ်ကိုလွတ်ယုံမြမကပဲကျမရဲ့အသက်ဝိညာဉ်ခန္ဓာကိုယ်ထဲမှာရှိတဲ့အသက်ဝိညာဉ်ကိုလည်းကယ်တင်ပေးပါလို့ပြောတာဖြစ်ပါတယ်။ဟုတ်ပါတယ်။ယေရှုခရစ်တော်ဟာခန္ဓာကိုယ်ပဲကယ်တင်တဲ့ဖခင်မဟုတ်ပါဘူး။ဝိညာဉ်ကိုကယ်တင်တော်ဖရားလည်းဖြစ်ပါတယ်ဝိညာဉ်ကယ်တင်ခြင်းဆိုတာဘာကိုဆိုတာလဲတေလွန်ခြင်းရဲ့တစ်ဖက်မှာဒီသူမရဲ့ဝိညာဉ်ကို ဘုရားတခင်နိုင်ငံတော်ထဲဝင်ပြီးမှအမွေခံခွင့်ပေးတာကိုဝိညာဉ်ကိတ္တင်တယ်လို့ပြောတာဖြစ်ပါတယ် Now let's do like this အခုဒီလိုလုပ်ကြရအောင် Go and love him anymore because you don't love him you don't နင်ကအဲ့ဒီလူကိုမချစ်တာဖြစ်တဲ့အတွက်အိမ်ပြန်ပြီးမှသူ့ကိုလက်ထပ်ပါလို့ငါမပြောဘူးဘာဖြစ်လို့ဆိုတော့နင်မနင်ကသူ့ကိုမှမချစ်တာ This is $2000 ဒါနဲ့ဒေါ်လာ2000ပေးတယ် go start up working upon your papers. ဆိုင်ရစတန်လောက်ပါ dollars give it to dollar 900ကိုတော့အဲ့ဒီရေးစာဟောင်းကိုပေးပါ Thank you. Tell him I'll not marry you but please this 500 dollar help you. ဆိုတော့အဲ့ဒီယောက်ျားကိုနင်းပြောပါငါနင်းကိုလက်လက်တော့မထပ်နိုင်ဘူးဒါပေမဲ့ငါနင်းကိုဒေါ်လာ900ပေးမယ်ဒါနင်းကိုကူညီတာဖြစ်ပါတယ် give me whatever i did to you i stole money from you nga atai dong ga ning pesan ni tong phyung pe lai da nga ko khwin lut ba lo tang ba ma to you be well since you send the 500 dollar his business all i count on a four months his business will be up ဆိုတော့ဒီဒေါ်လာ900အဒေါ်လာ2000တက်က900ကိုသူ့ကိုပေးလိုက်သူ့ကိုပြောပါ နောက်ထပ်၄လအတွင်းမှာသူ့ရဲ့စီးပွားရေးဟာပြန်ကောင်းလာမယ်လို့ပြောပြပါဒါ profess ကလာတဲ့ပတ်စံဖြစ်တဲ့အတွက်အဲဒီမင်္ဂလာဖြစ်မှာဖြစ်တယ်ဒေါ်လာ900ဆိုတာသူတို့ရှင်မှာအရန်ကိုများတာဖြစ်တယ်သူ့စီးပွားရေးပြန်ကောင်းလာဖို့ profess ကစစ်စင်ပေးတာဖြစ်ပါတယ်ဆိုတော့ profess ကဒီအမျိုးသမီးကိုလည်းရွေးနှုတ်ကေတင်ပေးတယ်ဟောအမျိုးသားကိုလည်းကေတင်ပေးတယ်သူပြတဲ့ခင်နာမတော့ကပါဆက်ဆက်ပုံကြည့်ပါစေ အဖက်ခန်းကြီးလေးအငယ်37မှာခရစ်တော်ဒီတဲ့နော်ယုံကြည်သူတွေကိုနော်တီတီတန့်ခိုင်မဲစေဖို့အတွက်အချို့တော်သူကိုပရောဖက်အရာ နိုင်ဆက်ရွေးချယ်ပြီးမှဆက်လွတ်ပါတယ်တဲ့ယုံကြည်သူကိုမဆဖို့ဖြစ်တယ်တချို့ကိုတမန်တော်အရာ၌ရွေးနှုတ်ပြီးမှဆက်နှုတ်တယ်ဒါလဲယုံကြည်သူကိုမဆဖို့ဖြစ်တယ်အာတချို့ကိုတင်းအုပ်တချို့ကိုတာတနာပြုတ်တချို့ကိုကေတင်ချင်းဟောတဲ့ဆရာဆရာမ